င်္ဂလာပါရှင်မက်ရှလ31ရက်တနင်္လာနေ့ရက်တိမတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့အမေရိကန်နှင့်တွင်ထွက်ပစ္စည်းသဘောတူညီချက်ပေါ်ဆုံးဖြတ်ရန်ဆော်လွန်တဲ့ကြောင်းစလန်စကီပြောကြားတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းနှင့်ဥရောပသမဂ္ဂပေါင်းစည်းရေးကိုချိန်ချောက်တဲ့မိသည့်တွင်ထွက်ပစ္စည်းတူဖော်ခွင့်သဘောတူညီချက်ကိုမဆိုယူကရိန်းကလက်ခံမှာမဟုတ်ကြောင်းသမ္မတဗလိုဒီမာစလန်စကီက ပြောကြားပြီးချိန်နှဲမှာပဲ အမေရိကန်ကအဆုံးပြုထားပြီးတိတာစွာချဲ့ထွင်ထားတဲ့တွင်ထက်ပစ္စည်းသဘောတူညီချက်ပေါ်အဆုံးဖြတ်ပြီးရန်စော်လွန်နေသေးကြောင်းလည်း၎င်းကဆက်လက်ပြောကြားခဲ့တယ်လို့သတင်းများကဖော်ပြလာပါတယ်။အမေရိကန်ကမ်းလှမ်းမှုအကြောင်းပုံမူ၍ထုတ်ဖော်မပြောနိုင်ပြီးယူကရိန်းဆိုရရှိနေများကအမေရိကန်မူကြမ်းကိုဥစွာလေ့လာရန်လိုအပ်ကြောင်းယူကရိန်းကောင်ဆောင်ကသတင်းထောက်များအားပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။ အမေရိကန်ကရခိုင်ကပေးရခဲ့တဲ့အကူအညီများအားချင်းငွေအဖြစ်ယူကရိန်းကအတိအမှတ်မပြုကြောင်းကိုလည်းစလန်စကီကပြောကြားခဲ့တယ်လို့ဆိုထားကြောင်းသိရှိရပါတယ်ရှင်။ဆလတ်တင်စမဲတဲ့တွင်ကတော့ဘန်ကောက်မြို့ကအထက်30ကျော်ဆောက်လက်စာတိုက်ပြကြမှုတည်ဆုံးသူ12ဦးရှိလာတဲ့တွင်ဖြစ်ပါတယ်။မက်ရှလာ28ရက်ငလျင်ကြောင်းဘန်ကောက်မြို့ချက်တူချက်စီအနီးကဆောက်လက်စာအစိုးရရှုံးပြကြမှုကနေတည်ဆုံးသူ12ဦးရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ ထိခိုက်ဒဏ်ရာရလို့စေယုံတင်ထားသူတွေကတအူးလဲသေဆုံးတယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်မက်ရှလာ30ရက်ထိုင်းစံတော်ချင်းတနအူခွဲဝင်ချင်းမှာကယ်ဆယ်လုပ်ငန်းခွင်တွေကအလုသမားလေးယောက်ဟာအဲ့အဖြူတစ်ခုကိုတဲမာလာပြီးမှုကွင်းစီအဖွဲလေးဝင်သွားတာတွေ့ရလို့ဆိုကြောင်းသိရပါရဲ့ရှင်။ထပ်မံတင်ဆက်ပြီးမှာကတော့မြမငလင်းနဲ့ပတ်သက်လို့အာဆီယံနိုင်ငံသားရေးဝင်ကြီးများအထူးအရေးပေါ်အစီအွေပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပွားခဲ့မှုနဲ့ပတ်သက်လို့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုမတ်လ30ရက်ကဗီဒီယိုကွန်ဖရင့်အနေဖြင့်ကျင်းပပြုလုပ်ခဲ့ရာဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေပါဝင်တက်ရောက်ခဲ့လို့သိရပါဗျာ။ အဆိုပါအစည်းအဝေးဟာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့တွင် ပြင်းထန်သောငလင်းဖြစ်ပွားပြီးတဲ့နောက်ငလင်းဘေးတင်ရဒေသများတွင်လူသားချင်းစာနာမှုအကူအညီများပေးရည်၊ကုညီကယ်ဆယ်ရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်လိုအပ်သည့်ပေါင်းစည်းညှိနှိုင်းမှုများပြုလုပ်နိုင်ရန်ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရပါသည်။အစီအွေတွင်အာဆီယံနိုင်ငံများကမြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင်ကြုံတွေ့ကြရတဲ့ငလင်ဘေးတင်ပြည်သူများအပေါ်များစွာစာနာစိတ်မကောင်းဖြစ်ရပါကြောင်းနဲ့အရေးပေါ်အခြေအနေကြုံတွေ့နေရတဲ့အချိန်တွင် အာဆီယံအနေဖြင့်စီလုံးညီညွတ်မှုမြင့်တင်ကြရတဲ့လူသားချင်းစာနာမှုအကူအညီများပံ့ပိုးမှုများနဲ့ကယ်ဆယ်နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါပေါင်းစပ်ညီနိုင်ဆောင်ရွက်သွားရန်အစဉ်အသင့်ရှိပါကြောင်းဖြင့်ပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။